နျူကလ িয়ার ရရှိအောင်စစ်ကောင်စီကဂျပန်မှုဟာစစ်ရေးအတွက်ပဲဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကစွပ်စွဲပြောဆိုလိုက်ပါတယ်။ဒီကြောင့်ကိုစောဝေကတင်ဆက်ထားပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသည့်ဦးနေဘုံကဇွန်လ10ရက်နေ့ကပြုလုပ်တဲ့နိုင်ငံတကာနဲ့ပြည်သူလူထုကိုတင်းစကားပြောကြားခြင်းအစီအစဉ်မှာထက်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။အကြမ်းဖက်စစ်ကောင်စီကမင်းအောင်လှိုင်ဟာငြိမ်းချမ်းတဲ့ရည်ရွယ်ချက်တွေနဲ့အတုံးပြုမယ်လို့အကြောင်းပြပြီးတော့ စစ်ရေးအတွက်နျူကလ িয়ার နည်းပညာရယူဖို့ကိုကြိုးပမ်းမှုတွေအချိန်မြင့်လှုပ်ဆောင်လာနေတာတွေ့ရပါတယ်။ဒါ့အပြင်စစ်ကောင်စီကနျူကလ িয়ার နည်းပညာရရှိရေးကြိုးပမ်းမှုတွေဟာပြည်တွင်းဒီမိုကရေစီရေလှောင်ရှားမှုအတွက်တမကအာဆီယံဒေသတွင်းနဲ့နိုင်ငံတကာတည်ငြိမ်ရေးအတွက်ပါကြီးမားတဲ့ဆိုရင်ဖွဲ့ရချေချောမှုတစ်အဖြစ်ရှိနေတယ်လို့ NUG ကပြောပါတယ်။လက်ရှိမှာစစ်ကောင်စီကတိုင်းပြည်ဗန်နာကိုအုံပြုပြီးဝယ်ယူထားတဲ့စစ်လက်နက်တွေနဲ့ပြည်သူလူထုကိုပြစ်မှတ်ထားပြီးစာတင်ကြောင်းတွေ စီးအုပ်တွေနဲ့လူနေရပ်ရွာတွေကိုဘုံကျဲတိုက်ခိုက်တာလက်နက်ကြီးနဲ့ပစ်ခတ်တာတွေကိုနေတိုင်းလုပ်နေတယ်လို့ဆိုပါတယ်ဒီလိုအခြေအနေမျိုးမှာနျူကလ িয়ার နည်းပညာတွေအဖြစ်ဆွာကြီးမားတဲ့လက်နက်တစ်ခုကိုပန်ဆိုင်သွားမယ်ဆိုရင်ဒေသတွင်းတည်ငြိမ်ရေးနဲ့လုံခြုံရေးကိုဆိုးရွားစွာထိခိုက်စေနိုင်မယ်လို့ NUG ကထောက်ပြပါတယ်မြမပြည်သူလူထုကိုနေ့စဉ်ရက်ဆက်တိုက်ခိုက်တပ်ဖြတ်နေတဲ့အကြံဖတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့လက်ထဲကိုနျူကလ িয়ার စွမ်းအင်တုံးလက်နက်စုံတရားသာရောက်ရှိသွားမယ်ဆိုရင်ဒါဟာ ဒေတာရင်းနိုင်ငံတွေအတွက်ပါမတွေးဝင်စရာအခြေအနေတစ်ခုဖြစ်သွားမှာဖြစ်ပါတယ်။စစ်ကောင်စီရဲ့နျူကလ িয়ার ရည်မှန်းချက်ဟာဆရာနာရှင်အားဦးတန်းရွှေလက်ထက်2009ခုနှစ်ကတည်းကရုရှားနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်မှုကိုစတင်လှုပ်ဆောင်ခဲ့ပါတယ်။ငင်းချမ်းသောရည်ရွယ်ချက်ဆိုတဲ့ခေါင်းစဉ်အောက်မှာနျူကလ িয়ার နည်းပညာကိုရယူဖို့ကြိုးပမ်းခဲ့ပြီးဦးသိန်းစိန်အစိုးရလက်ထက်2015ခုနှစ်မှာရုရှားနိုင်ငံပိုင်နျူကလ িয়ার ကော်ပိုရေးရှင်းရိုစတန်နဲ့နားလည်မှုစာချုပ်လာရေးထိုးခဲ့ပါတယ်။ ီစီစဉ်တွေကို NLD အစိုးရလက်ထက်မှာတော့ရန်တန့်ခဲ့ပါတယ်။ဒါပေမဲ့2021ခုနှစ်ဖေဖော်ဝါရီလဆရနာသိမ်းမှုနောက်ပိုင်းမှာတော့စစ်ကောင်စီကောင်းဆောင်ဘိုးချုပ်မှုကြီးမင်းအောင်လှိုင်ကအဲ့ဒီနျူကလ িয়ার အိမ်မက်ကိုပြန်လည်အသက်သွင်းလာခဲ့ပါတယ်။ အာနာသိမ့်ပြီးချိန်ကဆာလူရုရှားနိုင်ငံနဲ့ဆက်ဆံရေးကိုအရှိန်အဟုန်မြင့်လုပ်ဆောင်ခဲ့ပြီး2022ခုနှစ်ဇူလိုင်လကနေ2023ခုနှစ်အောက်တိုဘာလအထိ15လတာကာလအတွင်းနားလည်မှုစာချုပ်နှောင်းတွေရေးထိုးခဲ့ကြပါတယ်။ဒါအပြင်ရန်ကုန်မြို့မှာနျူကလ িয়ার တတိအချက်လက်စင်တာဖွင့်လင်းတာပူပေါင်းဆောင်ရွက်မှု14ခုအတွက်သဘောတူညီမှုတွေယူခဲ့တာနဲ့နောက်ဆုံးမှာတပ်ပေါင်းမှုတိဆောက်ရေးအတွက်လက်တွေ့ပြင်ဆင်လာတာမျိုးအထိအချိန်တိုအတွင်းတစ်ဆင့်ပြီးတစ်ဆင့်လှုပ်ဆောင်နေတယ်လို့ဆိုပါတယ်။ဒီလိုလှုပ်ဆောင်နေတာကနိုင်ငံတကာအတိုင်း ဝင်းရဲ့နျူကလ িয়ার လက်နက်မပြန့်ပွားရေးကြိုးပမ်းမှုတွေကိုစစ်ကောင်စီကပြောင်ပြောင်ထင်းထင်းဆင်ခုံနေတာလို့ NUG ကဆိုပါတယ်။